ရခိုင်ရိုးမရှိချမ်းပဲခူးတိုင်းဒေသကြီးပရောင်းမြို့နယ်အုတ်ရှိပင်မြို့မတုံရွာကားပါစာ16နီးမှာအကြမ်းဖက်စစ်တပ်ရဲ့အခိုင်အမာတိစောက်ထားတဲ့ကားကင်းစခန်းတစ်ခုကို အာရခတတော်အေးနဲ့ဖူပေါင်းတပ်တွေကအော်တိုဘားလ14ရက်နေ့ကတင်ပိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ရဲ့အမျိုးသမီးများအပါအဝင်မိသားစုဝင်30ခန့်ကိုပါလက်ရဖမ်းမိထားပြီးစစ်သား40ကျော်တေဆုံးကလက်နက်ခဲယမ်းများပါသိမ်းဆည်းရမိထားတယ်လို့စစ်ရေးသတင်းမြစ်တူကအတည်ပြုပြောဆိုထားပါတယ်။ ကပ္ပစ16ရဲ့အပြင်ဘက်မှာရှိတဲ့အရင်ကတည်းကနေခိုင်မာတိစောက်ထားတဲ့စခန်းကုန်းကို ANN ဘိုးဘောင်းတော်လိုင်းတပ်တွေကတိုက်ခိုက်တာပါအဲ့ဒီစခန်းကုန်းကမှအရင်ကတည်းကစစ်တပ်မိသားစုဝင်နေနေတာပါမနေ့ကအဲ့ဒီစခန်းကုန်းကိုသိမ်းပြီးမိသားစုဝင်တွေဖမ်းမိတာအမျိုးသမီးအမျိုးသားစုစုပေါင်း30လောက်ရှိမယ်လို့ပြောပါတယ်အဲ့ဒီကာကင်စခန်းကကပ္ပစ16ဆက်ယုံအားကာကွယ်ဖို့အထက်ထက်ချထားတဲ့ကာကင်စခန်းများတစ်ခုဖြစ်ပြီး ကာပါစာ16ကိုမရောက်ရှိခင်ရခင်ကတည်းကအခိုင်အမာတည်ရှိတဲ့စခန်းကုန်းတစ်ခုဖြစ်တယ်လို့ဒေတာကံတွေကပြောပါတယ်။တိုင်ပွဲတွေအတွင်းအချမ်းဖက်စစ်တပ်က40ထက်မနည်းတည်ဆုံပြီးလက်နက်ခဲယမ်းအများအများကိုလည်းတင်းစီရောက်မိထားတယ်လို့ရေးပြင်းသတင်းမြစ်တူကပြောပြထားပါတယ်။ဒေတာကတော့40ထက်မနည်းပဲလက်နက်တွေလည်းအများကြီးရလိုက်တယ်လို့ဆိုပါတယ်။ရခိုင်ရိုးမအောက်ခြေရှိမတုံရွာနီးကကာပါစာ16ကဘုံဒီအမျိုးမျိုးခဲယမ်းမျိုးမျိုးထုတ်လုပ်နိုင်ရန်ရန်အတိတ်ကချက်တဲ့ကာပါစာစက်ရုံတစ်ခုဖြစ်ပါတယ်။ ။ရခိုင်ယိုးမနဲ့ထိဆက်နေတဲ့ဗရောင်းမြို့နယ်အတွင်းမှာကာဝေးပစ္စည်းစက်ရုံ9ရုံရှိပြီးအာရခတက်တော်နဲ့ဘူဝမဟာမိတ်တပ်ဖွဲ့များရဲ့ထိုးစစ်မှာကာပါဆာစက်ရုံများအနီးကိုတဖြည်းဖြည်းရောက်ရှိလာပြီလို့လည်းသိရပါဗျ။ဗရောင်းမြို့နယ်အပိုင်းအုတ်ရှိပင်မြို့ကမြန်ရွာမှာကာပါဆာ9ညောင်ချီတော်ကြီးရွာမှာကပ္ပစာ6ညောင်ချီတော်စက်ရုံနဲ့တစ်ဆက်ထဲမှာကပ္ပစာ3အတုံရွာနီးမှာကပ္ပစာ16ပသိမ်မုံရွာလမ်းပိုင်းနီးမှာရှိတဲ့အုတ်ရှိပင်မြို့နယ်ကြောက်ကူးကြီးရွာမှာကပ္ပစာ9တို့ရှိပြီ အဆိုပါဆက်ရုံများမှာလက်ရှိချင်းချောက်ခံရတဲ့အနေအထားကိုရောက်ရှိနေပြီဖြစ်တယ်လို့လည်းစီးလီလာသုံးသက်သူတွေကပြောဆိုထားပါတယ်။နိုင်ရီကန်တော်စခန်းမှာလည်းစစ်ကူလာတဲ့စစ်ကြောင်းနဲ့အေးအေးပူးပေါင်းတက်ဖွဲ့တို့ကြောင့်ဂုံကြီးရွာနီမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။အာရကတက်တော်ဝိုင်းရံပိတ်ဆို့ထားတဲ့နိုင်ရီကန်တောင်လီချောင်းရံကာကွယ်ရေးစခန်းကိုထိုးဖောက်ဝင်ရောက်လာတဲ့အချက်ဖက်စစ်တဲ့စစ်ကြောင်းနဲ့အာရကတက်တော်အေးအေးဦးဆောင်တဲ့တော်လိုင်းပူးပေါင်းတက်တို့ကြောင့်ဂုံကြီးကြီးရွာနီမှာအပြင်းထန်နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာဖြစ်တယ်လို့ဆိုပါတယ်။ အဆိုပါချမ်းပတ်စစ်တပ်စစ်ကြောင်းမှအင်အား300ခန့်ပါဝင်ပြီးဂုံကြီးကြီးရွာရှိဖက်မှာနှစ်ဖက်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေကြတယ်လို့သိရပါဗျ။စစ်ကောင်စီစစ်ကြောင်းကထိုးဖောက်ဝင်ရောက်လာတယ်။အေအေဘက်ကလည်းပြင်းပြင်းထန်ထန်တိုက်ခိုက်ချေမှုန်းနေတယ်။ဂုံကြီးရွာအရှိဖက်မှာတိုက်ပွဲကတော့ပြင်းပြင်းထန်ထန်ဖြစ်နေတုံးပါလို့ပြောပါဗျ။နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတော့လဲအကြမ်းဆုံးနဲ့ထိခိုက်ဒဏ်ရာရရှိမှုကိုမသိရသေးကြောင်းနဲ့စစ်တပ်စစ်ကြောင်းမှလေကြောင်းပစ်ကူများနဲ့ထိုးဖောက်နေတော့လဲလက်ရှိနေရာကနေရှေ့မတိုးနိုင်ပဲဖြစ်နေတယ်လို့လည်းသိရပါဗျ။ ရင်ပြုံရွာကပ္ပဆဆလိနဲ့အမြောက်ကြီးတဲ့စုံကုန်းမှတဲ့ရင်အားတွေကိုပြန်လဲစုခွဲကအင်အား300ခန်းကစစ်ကြောင်းများခွဲပြီးနေအိမ်ကံဘက်ကိုတက်လာရမှာဂုံကြီးရွာနဲ့မြေလက်ရွာပတ်ဝန်းကျင်တို့မှာနှစ်ဖက်တိုက်ပွဲဖြစ်နေတာလို့သိရပါတယ်။နေအိမ်ကံတောင်လေကြောင်းရံကာဝေးပြူဝါစကန်ကိုအာရခတပ်တော်ဦးဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေကဝိုင်းရံပိတ်ဆို့ထားခဲ့ဖြစ်ပြီးစစ်ကောင်စီတပ်ကနေအိမ်ကံအနီးဝန်းကျင်ကိုလေကြောင်းကနေအဆက်မပြတ်ဘုံကျဲမှုတွေဇက်တိုက်လုံးဆောင်နေတယ်လို့လည်းဆိုပါတယ်။စစ်တပ်စစ်ကြောင်းကအဓိကနေအိမ်ကံတောင်သားကိုမရောက်ရင်တောင် အခုရောက်နေတဲ့နေရာကနောက်မဆုတ်ဘဲနေနိုင်တယ်။နေကန်တော်ကိုသူတို့စစ်ကူရောက်အတွက်ပြင်ဆင်နေပုံရတယ်လို့မြေပြင်စီးနီးစပ်သူတို့ကခံမှန်းပြောဆိုထားတာဖြစ်ပါတယ်။နေကန်ပြော်ကုန်းနောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီးအာရကတတော်ပြောခွင့်ရသူဦးခိုင်ဒုက္ခအားဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီးလက်ရှိအချိန်ထိတော့တစုံတရာအကြောင်းပြန်ထားခြင်းမရှိသေးပါဘူး။ကုတ်ကြီးပတ်ဝန်းကျင်နဲ့မြေလက်ပတ်ဝန်းကျင်တော်မှာစစ်ကောင်စီရဲ့အထိုင်ကုန်းအချို့ကျန်းရှိနေသေးပြီးအေးနဲ့ပူပေါင်းတက်တော့ကလည်းပျောက်ကြားစင်းနဲ့လှုပ်ရှားတိုက်ပွဲပေါ်ဆောင်နေတယ်လို့သိရပါဗျ။ အေနေဘောင်းတပ်ဖွဲ့တွေက နေကန်တောင်ကျောတစ်ခုလုံးကိုထိန်းချုပ်ထားပြီးရိခါသေဆောင်ရေးလမ်းကြောင်းတစ်ခုလုံးကိုဖျက်တောက်ထားတာကြောင့်စစ်တပ်က နေကန်ပြူဟာကုန်းကိုနေကျောင်းကနေတစ်ဆင့်လေဒီများနဲ့လက်နက်ခဲယမ်းများနဲ့စားနေရိခါတို့ကိုနေစဉ်ဆိုသလိုပို့ဆောင်နေရတယ်လို့မြေပြင်စည်ရေးသတင်းမြစ်တွေထံကသိရတာပဲဖြစ်ပါတယ်ခင်ဗျာအာကောင်ပြီးအောင်မြင်တဲ့ရွေးကောက်ပွဲဖြစ်မယ်လို့စစ်ကောင်းဆောင်ကြုံးဝါလိုက်တဲ့သတင်းကိုလည်းဖော်ပြပေးပါမယ်စစ်တပ်ကဥဆောင်ချပါမယ်ရွေးကောက်ပွဲက လွတ်လပ်တရားမျှတပြီးအားကောင်းအောင်မြင်တဲ့ရွေးကောက်ပွဲဖြစ်မယ်လို့အာဏာသိမ်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမြန်အောင်လိုင်ကဒီကနေ့မှကျင်းပတဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစရေးသဘောတူစာချုပ် NCA ဆယ်နှစ်ပြည့်အခမ်းအနားမှာပြောဆိုလိုက်ပါတယ်။2020ပြည့်နှစ်ရွေးကောက်ပွဲမှာအနိုင်ရမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအားမဲမတမမှုအကြောင်းပြကအာဏာသိမ်းခဲ့တဲ့စစ်တပ်က၎င်းတို့လက်အောက်မှာရွေးကောက်ပွဲကိုတနိုင်ငံလုံးအတိုင်းအတာနဲ့တပြိုင်တည်းကျင်းပနိုင်ခြင်းမရှိတော့လဲ။ အားကောင်းတဲ့ရွေးကောက်ပွဲအဖြစ်ကျင်းပလိုက်ခြင်းလည်းဖြစ်ပါတယ်။စစ်တပ်ဟာရွေးကောက်ပွဲအပိုင်းတည်အဖြစ်ဒီဇင်ဘာလ28ရက်မှာတရားနှမျိုးနယ်အတွင်းကျင်းပမည်ဖြစ်ကောင်းအပိုင်းနယ်အနေနဲ့မြို့နယ်တရားမှာကျင်းပမယ်လို့စစ်ကောင်းဆောင်ကပြောဆိုထားတော့လေအပိုင်းနဲ့ကျင်းပမယ်နေရတို့ကိုတော့ပြောဆိုထားခြင်းမရှိပါဘူးရွေးကောက်ပွဲရာနှုန်းပြည့်မလုပ်နိုင်ကြောင်းစစ်ကောင်းဆောင်ကဝန်ခံခဲ့ပြီးအကြောင်းပြုမှုကြောင့်မလုပ်နိုင်ခဲ့တဲ့နေရာတွေကိုလာမယ့်အစိုးရနဲ့ရွေးကောက်ပွဲကော်မရှင်တို့မှဂျားဖြတ်ရွေးကောက်ပွဲများဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်းဆိုပါတယ် ပြီးခဲ့တဲ့ရွေးကောက်ပွဲများမှာမဲမတမာမှုတွေကမဲလက်မနဲ့မဲပေးတဲ့စနစ်ကြောင့်ဖြစ်ပြီးမဲမတမာမှုမလုံနိုင်တဲ့မြန်မာအီလက်ထရောနစ်မဲပေးဆက်အသုံးပြုရန်လှုံ့ဆော်နေခြင်းဖြစ်ကြောင်းနဲ့ဂျိုတင်မဲပေးမှုကိုလည်းကန့်သက်ချက်မျိုးစုံပြုလုပ်ထားတယ်လို့၎င်းကပြောဆိုထားပါတယ်။ဒါပြင်ရွေးကောက်ပွဲရလဒ်အရထွက်ပေါ်လာတဲ့အစိုးရကိုဒီမိုကရေစီစံနှုန်းများနဲ့ညီလွဲပြောင်းပေးမယ်လို့လည်းစစ်ကောင်းဆောင်ကဆိုပါတယ်။စစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲမှာပြည်ထောင်စုတဝန်းလုံးရှင်ပြိုင်မဲ့6ပါတီနဲ့တိုင်းနယ်ပြည်နယ်လိုက်ရှင်ပြိုင်မဲ့52ပါတီ ကိုယ်စားလှယ်9000ကျော်ပါဝင်ရှင်ပြိုင်ရန်လျှောက်လာတည်သွင်းထားပြီးစစ်တဲ့ဗိုလ်ချုပ်များဝင်ရောက်ရှင်ပြိုင်မဲ့ပါတီဖြစ်တဲ့ပြည်ထောင်စုကြံခိုင်ရေးဖွံ့ဖြိုးရေးပါတီ USDP ကကိုယ်စားလှယ်ဥယေအများဆုံးဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးဆိုရ NUG တိုင်းရင်းသားလက်နက်ကိုင်တပ်များနဲ့ဒေါ်လိုင်းအင်အားစုတွေကစစ်တဲ့ရဲ့ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းနဲ့တရားမဝင်ရွေးကောက်ပွဲဖြစ်ကြောင်းပြောဆိုထားကြပြီးရွေးကောက်ပွဲလုပ်ငန်းရှင်များမှာဘိုးဘောင်ပါဝင်ဆောင်ရွက်သူတွေကိုအရေးယူသွားမှာဖြစ်တယ်လို့သတိပေးကြေညာထားတာဖြစ်ပါတယ်ခင်ဗျာ။ အာဆီယံအနေနဲ့မြန်မာစစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုဖြစ်ပျက်သွားတာညင်းပယ်ရန်မလေးရှားနဲ့ထိုင်းနိုင်ငံရဲ့ဝန်ကြီးဟောင်းတို့နဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SCCM ကကြီးညာချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။အဲ့ဒီကြီးညာချက်ကိုမလေးရှားနိုင်ငံရဲ့ဝန်ကြီးဟောင်းဒါတိုဆရီစိုက်ဖူတင်အဗ်ဒူလာထိုင်းနိုင်ငံရဲ့ဝန်ကြီးဟောင်းခွန်ကာဆက်ဖီရွန်ယာနဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SCCM အဖွဲ့ဝင်၃ဦးတို့ကထုတ်ပြန်လိုက်တာဖြစ်ပြီးယခုအော်တိုဘာလာအတွင်း မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာပြုလုပ်မဲ့58ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာဆေးဥစုရဲ့အတူရောင်ရွေးကောက်ပွဲကိုပြက်ပြက်သားသားညှင်းပယ်ရန်မြန်မာနိုင်ငံအပေါ်မဟာဗျူဟာများပြန်လည်သုံးသပ်သတ်မှတ်ရန်တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။အော်တိုဘာလာကိုရီးယားကမလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ဟာဆန်ရဲ့နေပြည်တော်ခီးစံမှာမြန်မာနိုင်ငံမှာကျင်းပမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်၍လွတ်လပ်တရားမျှတမှုပွင့်လင်းမြင်သာမှုနဲ့ယုံကြည်စိတ်ချတဲ့လုပ်ငန်းစဉ်များအတွက် အနိုင်ဆုံးစံတော်များကိုချမှတ်ခဲ့ပြီးနိုင်ငံတော်ကျင်းပတင်ကြောင်းနိုင်ငံရေးပါတီများအားလုံးပါဝင်ဆောင်ရွက်တင်ကြောင်းစေအုပ်စုကိုတိုက်တွန်းခဲ့ပါတယ်။မလေးရှားနိုင်ငံခြားရေးဝန်ကြီးထုတ်ဖော်ပြောဆိုခဲ့တဲ့စံသတ်မှတ်ချက်များနဲ့စေအုပ်စုကဒီဇင်ဘာလ28ရက်နေ့မှာစတင်ရန်စီစဉ်ထားတဲ့ရွေးကောက်ပွဲကမကန့်ညီတာကြောင့်အာဆီယံကစေအုပ်စုရဲ့ရွေးကောက်ပွဲကိုဖြစ်ပျက်သွားတာပယ်ချမှာဖြစ်ကြောင်းအကယ်၍အာဆီယံကဆေးဥစုရဲ့ရွေးကောက်ပွဲကိုမပယ်ချလျင်မြန်မာပြည်သူများပေါ်တစ္ဆာဖောက်လိုက်ခြင်းဖြစ်ပြီး ဒေတာတွေမှာရက်ဆက်ကြံကြုတ်တဲ့ဆက်အာနာရှင်ကိုဆုချခြင်းဖြစ်လိမ့်မယ်လို့သတိပေးထားပါတယ်။ဆေးဥစုဘက်ကမလေးရှားနိုင်ငံရဲ့ဝန်ကြီးရဲ့ခီးစဉ်ကိုလိန်လေဝါရဖျက်ခဲ့ပြီးအာဆီယံကမြန်မာနိုင်ငံတို့ရွေးကောက်ပွဲစောင့်ကြည့်ရေးဖွဲ့များစီလို့မယ်လို့ကတိပြုခဲ့ကြောင်းဝါရဖျက်ပြောင်းပြောင်းတင်းတင်းလိမ်လည်ခြင်းမှာတရားဝင်မှုရရှိရေးဂျိုးပန်းမှုတည်းရဲ့ဖြစ်ကြောင်းထောက်ပြထားပါတယ်။မြန်မာဆေးဥစုကအာဆီယံဘောသဘောတူညီချက်၅ချက်ကိုအကောင့်ထဲပေါ်ရန်ပြတ်ကွက်ခဲ့မှုမှာအာဆီယံရဲ့ကြာရှုံးမှုဖြစ်ဝင်ခံရမှာဖြစ်ပြီး ဒေသတွင်းနိုင်ငံများအကြားနိုင်ငံဖြစ်ကျော်ရာသွေးမှုများတိုးပွားလာစေခြင်းအဖွဲ့ဝင်နိုင်ငံများအကြားအနာဂတ်စစ်အာဏာသိမ်းမှုဖြစ်လာစေရန်ခွင့်ပြုစေတဲ့ကဲ့သို့ဖြစ်ခြင်းပြည်သူထောင်နေချီတက်ဖြတ်ခြင်းကိုလည်လျူရှုခြင်းနဲ့အာဆီယံအနေနဲ့မိမိဖွဲ့တွင်ရေးကြီးတဲ့ဆုံးဖြတ်ချက်များကိုဥဆောင်ထိန်းချုပ်ရန်အင်အားနဲ့ဩဇာမရှိတော့ခြင်းများဖြစ်ပေါ်စေတယ်လို့ထောက်ပြထားပါတယ်။အာနာသိစစ်အုပ်စုရဲ့ဂျမ်းဖတ်မှုများအမြင့်ဆုံးဆင့်သို့ရောက်လာတဲ့အချိန်မှာအတူအောင်ရွေးကောက်ပွဲမှလည်းနီးကပ်လာတာကြောင့် အာဆီယံအဖွဲ့အစည်းနဲ့လုံဆောင်နိုင်တဲ့နောက်ဆုံးအခွင့်အရေးတစ်ခုပဲကျန်ရှိတော့ကြောင်းပထမဦးစွာအာဆီယံကစစ်တပ်ရဲ့အတူအောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းပြပြသားသားရှင်းရှင်းလင်းလင်းပြောကြားသင့်ပြီး၎င်းတွင်ပါဝင်ပတ်သက်ခြင်းမရှိရနဲ့ရွေးကောက်ပွဲရလဒ်ကိုပယ်ချရမှာဖြစ်ကြောင်းစစ်မှန်ပြီးအားလုံးပါဝင်နိုင်တဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ကိုရရှိရန်နိုင်ငံရေးအကျဉ်းသားများအားလုံးလှုပ်ပေးရန်တရားဝင်နိုင်ငံရေးပါတီအားလုံးပါဝင်ရန် တိုက်ပွဲများရပ်ဆိုင်ရန် နိုင်ငံတကာစောင့်ကြည့်လေးလာရေးအဖွဲ့များလာရောက်နိုင်မှသာလျှင်စစ်မှန်ပြီးယုံကြည်စိတ်ချရတဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့ရွေးကောက်ပွဲတွေကိုမြန်မာနိုင်ငံမှာကျင်းပရန်ဖြစ်ကြောင်းထောက်ပြထားပါတယ်။ထို့ပြင်အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုမြန်မာစစ်တပ်ကအကောင့်ထဲပေါ်ရန်နဲ့မြန်မာစစ်တပ်ကိုရှုံချမှုမှကင်းလွတ်ခွင့်မပေးရန်တင်းကြပ်ရမှာဖြစ်ကြောင်းစစ်တပ်ကိုယ်စားလှယ်များနဲ့စစ်တပ်ခေါင်းဆောင်တွေကိုအာဆီယံအစည်းအဝေးတိုင်းမှာပိတ်ပင်မှုများတိုးချဲ့ရန်လည်းတိုက်တွန်းထားပါတယ်။တတိယအနေနဲ့အာဆီယံက မြန်မာနိုင်ငံအပေါ်ရှင်းလင်းပြတ်သားတဲ့နောက်ဆုံးကိန်းဖြစ်တဲ့မဟာဗျူဟာတတိယကိုစတင်ရန်58ချိန်မြောက်ထိပ်သီးအစည်းအဝေးကိုအသုံးပြုရမှာဖြစ်ပြီးလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနဲ့အနာဂတ်အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်တို့ကအာဆီယံအထူးသံတမန်ဦးမန်ဟာရှင်နဲ့အတူအာဆီယံရဲ့ရည်ရွယ်ဆောင်ရွက်မှုများပါဝင်တဲ့မူဝါဒများကိုချမှတ်ရမှာဖြစ်ကြောင်းတိုက်တွန်းထားပါတယ်အထူးသဖြင့်လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရန်နိုင်ငံရေးအကျဉ်းသားများအားလုံးကိုချက်ချင်းလိုပေးရေး အာဆီယံရဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ကထောက်ခံအားပေးပြီးတနိုင်ငံလုံးအဖြစ်ခက်ရစေးကိုနိုင်ငံတကာမှစောင့်ကြည့်လေ့လာသူများမှစောင့်ကြည့်နေတဲ့တိုက်ခိုက်မှုအားလုံးကိုချက်ချင်းရပ်နိုင်စေရန်တန်တမာရေးရာကြိုးပမ်းမှုများအရှိန်မြှင့်ဆောင်ရွက်ရန်တို့ပါဝင်တာပဲဖြစ်ပါတယ်ခင်ဗျာ။